ပူးဆိုင်လေးတစ်ဆိုင်ပြမယ်နော်အပူးဆိုင်တဲ့အပူးခွားတွေဒီဘွဲမှာသတိထားဒီကနေ့ကကြိုက်တော့မကြိုက်ဘူးကျွန်တော်ညီတစ်ခါတစ်ခါပြောပြောနေအခုတစ်တစ်ချောင်းမွေးကနန်းရှိတယ်ဆိုပြီးလိုက်ပြီးအဲ့တော့ပြောနေတာနှစ်ခါသုံးခါလောက်ကြည့်ပြီးကျွန်တော်ပြောနေတစ်တစ်ချောင်းကျွန်တော်ဒီဘွဲထည့်ပေးလိုက်မယ်နော်ပါပါဘူးသုံးဘူးမြန်ဆင့်ပူးသွားရင် ပါရဝဘူးမြတ်၃ဘူးဆင့်ဘူးမလားဗောနော်တို့ဒီငါးစွန်းနဲ့ခုနှစ်ထဲမှာတို့ဒီကိုအဲငါး၃ညကိုနော်ငါးနောက်ပိတ်ငါးထိတ်ကိုခါသူ့ဘေးမှာအပူခွနော်သူကငါးငါးကိုဆိုတော့ကိုလို့ဖြစ်တာဟိုနော်အဲ့ဒီငါးငါးဒီမှာတော့သူကငါးနှလုံးသွားတိုက်နေတာ ုတိယကတ်မှာကျတော့ငါမငါတော့သူက6 4ဖြစ်သွားတယ်နော်6 4သူ့ဘေးမှာကိုနော်ခုနတော့ငါငါကိုအခု6 4ကိုနော်အခုဒီမှာခွန်3 6ဆိုပြီးရိုက်တာနော်ရိုက်ထားတော့သူ့ဘေးမှာထွက်တဲ့ကဏ္ဍတွေကအပူတွေ633 887เนาะအခုဒီမှာ166 661 ဘယ်လိုထည့်မလဲကြိုက်တယ်လို့ထည့်ဘာလို့လုံးဆိုတော့သူကဒီတုံညက်ထိတ်ကိုခါရဲ့ဘေးမှာထွက်တာတခါကိုထိတ်ကိုခါသူ့ဘေးမှာထွက်တာအခုဒီမှာချစ်ထိတ်စီကိုခါသူ့ဘေးမှာအပူခါထွက်နော်ဘယ်လိုအပူလို့ယူလိုက်လွှဲတယ်အဲ့အဲ့အပူထွက်မဲ့ကဏ္ဍကြီးကအဲ့ဒီကဏ္ဍကို၃၃က ။ तू อ่ะ6ซ้อนเนี่ยกูนี่แท้อ่ะล่ะเนาะมึงรู้ดีมาคนแท้ดีมาคนค่ะเนาะตัวดีณလုံး6คนเอาไปเยมิงกองอ่ะกันนั้นดีณလုံး6กูคนค้าเนี่ย6ตาเอ่อดีณလုံး6โลဖြစ်တယ်ซ้อมอ่ะกันนะ तू ออกกันนี่ตันๆซึนละไล่เนาะเรารู้ดีมา6ซ้อนเนี่ยกูนี่แท้มาคนเอาไปเยออกซ้อมอ่ะกันนั้นดีณလုံးอ่ะคนคนค้าเนี่ยเว้ยเนาะ ဒီမှာခွန်နောက်ပဲခွန်ခါဒီနှလုံးခွန်လို့ဖြစ်တဲ့ဆောင်ခုနကဒီနှလုံး6လို့ဖြစ်တဲ့ဆောင်အခုသူအကနေတန်တန်ဆင်းလာလိုက်ကျွန်တော်တို့ဒီကိုးစွန်းတဲ့ခုနှစ်ထဲမှာခွန်နောက်ပဲရဲ့ဆောင်ရကနေနော်အဲဒီမှာတေးခွန်လို့ခွန်ခါပဲသူထက်အဲဒီခွန်နောက်ပဲရဲ့အောက်ဆောင်ဒီခွန်ခါရဲ့ဆောင်ရကနေမှာ နော်ဒီခွန်နောက်ပည့်ရဲ့မြင်းကုံဒီခွန်နောက်ပည့်ရဲ့ဆောင်းကကနအဲ့ဒီမှာခွန်နောက်ပည့်ရဲ့မြင်းကုံတစ်နှစ်ကျော်ခွန်နောက်ပည့်ရဲ့ဆောင်းကကနကို33 818နော်အခု66အဲ့ကို33ကဒီမှာလာထွက်တာဟိုသူကကိုခါပေးမှလာထွက်တယ်ဒုတိယကနန်း77ကလည်းဒီကိုခါပေးမှเนาะ၄ထိပ်အောင် ငါထိတ်အောင်အခုကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ပွဲက၃ထည့်စီထည့်သွားလို့သူ့အောက်မှာထွက်မိခဏန်းသည်ဒီကိုစုံကုနှစ်ထဲကကျွန်တော်တို့အပူအခွားကိုတွေးကြည့်ရင်တော့ဒါတွေလည်းရှိတာပဲเนาะရှောက်တစ်တစ်တွေလည်းရှိတာပဲအဲ့တော့ဒီမှာဒီမှာဒီကိုစုံကုနှစ်ထဲကเนาะဒီမှာ၅၃၃နေနှစ်နှစ်တစ်တွေဒါ၅ပြိတ်ဆိုဒီကောင်းနေတောင်ကောင်းသေးတယ်เนาะ ဒီ116ကြီးကိုတော့မကြိုက်ဘူးပေါ့အဲ့ဒီမှာကျွန်တော်ကြိုက်တာကဒီကနန်းတစ်ကွက်ဒီ118ဆိုတဲ့ကနန်းမစိုးဘူးဘာလို့မနေ့တော့ကျွန်တော်ပြောခဲ့တယ်ခြေတစ်နှစ်ကျော်က၄ထိုင်းတဲ့ကနန်းဆိုဒီကနန်းလည်းယူလို့ရတာပဲเนาะအဲကျွန်တော်6.1ကတော့သူ့ဆိုင်အရာထည့်ထားတာမို့လို့ထည့်ပေးလိုက်တာအဲ့ကောင်မယူเนาะကျွန်တော်ကတော့ဒီ114ဆိုတဲ့ကနန်းကိုပဲသဘောကျเนาะတင်းနောက်ပိတ်တွေလည်းဒီထဲမှာရှိအဲထားလိုက်ပါတော့ တို့အပူခွားတွေကအများကြီးပါနော်ဒါကျွန်တော်ညနေကကျွန်တော်ညီကိုစိုက်ဆွဲပြီးတင်ခိုင်းလိုက်တယ်အဲ့မှာသွားဝင်ကြည့်လိုက်အဲ့တော့အပူခွားတွေကကောင်းနေပြီးတော့မနေ့ကကျွန်တော်အောက်မှာမန်းနေတဲ့693 693ဆိုတဲ့အခုနော်ညီလာအကိုလာတင်ရမလာဘူးလားမသိဘူးသူ့ကိုပြမလို့အဲ693 သူကတအားနဲ့ကိုရှစ်ကိုသုံးကြိုက်နေတဲ့ပုံရ။အဲကျွန်တော်တို့ဒီခွန်စုံ6စုံ5စုံပေါ့နော်။အဲ့ဒီခွန်စုံရဲ့ရှေ့တနှစ်ကျော်မှာကျွန်တော်တို့နှစ်ပြိုက်ကဏ္ဍတစ်ခွက်ရှိတယ်။အဲ့ဒီကဏ္ဍကသူ့ရှေ့နှစ်ကကဏ္ဍနော်။ပြိဿနှစ်ကဏ္ဍကနောက်နှစ်ကိုလိုက်ပေါက်တယ်။လိုက်ပေါက်တော့သူက9ထိပ်စီးနဲ့3ခါအဲ့ဒီ3ခါမြင်းကုန်ကို3ထိပ်လို့တတ်တယ်နော်။ သူကဒီလိုဖြစ်တာအဲ့ဒီဘေးမှာပရိစ္ဆေနှစ်ကနေတော့လိုက်ပေါက်တခါဒီ6ဆွန်းတဲ့ခုနှစ်သူ့ရှိနှစ်မှာကျွန်တော်ဟောသူ့ရှိတနှစ်ကျော်မှာပရိစ္ဆေနှစ်ကနေတော့နော်အဲ့ဒီဆက်နှစ်ပရိစ္ဆေကနန်းဒီသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တာပေါက်တော့အဲ့ဒီမှာ9ထိပ်နှစ်ခါလို့ဖြစ်တယ်အဲ့ဒီနှစ်ကဇောင်းဝင်မြင့်ကုန်မှာနှစ်ထိပ်လို့သူတက်တယ်နော်ဒီလိုတက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ 2005ပေါ့နော်သူရရှိတနစ်ကျော်မှာကျွန်တော်တို့နှစ်ပြိကဏ္ဍတစ်ခွက်ဒီမှာရှိတယ်အဲ့ဒီကဏ္ဍကသူရှိနှစ်ကကဏ္ဍအဲ့ဒီနှစ်ပြိကဏ္ဍပေါ့တော့လေသူက9ထိပ်စီတက်ခါလို့ရိုက်တယ်သူ့ဘေးမှာနှစ်ပြိဆိုတဲ့ကဏ္ဍတစ်ခွက်တက်နော်တက်ပြီးတော့အဲ့ဒီတက်ခါကမြင်းကုန်မှာတက်ထိတ်လို့ထည့်သေးတာကဲအဲ့တော့ကျွန်တော်တို့ပြန်သွားမယ်ပြိဆက်နှစ်နော်ဆက်နှစ်ပြိကဏ္ဍဒီနောက်နှစ်ကိုလိုက်ထွက်တယ် လိုက်ထွက်တဲ့အချိန်မှာငါထည့်စည်းပုံတည်ရိုက်တယ်၃ခါ၃ထိတ်လို့ဖြစ်တယ်နော်အဲ့ဒီနေရာမှာထွက်တယ်ထွက်ပြီးတော့လည်းသူ့ရဲ့တပွဲကြော်မှာထွက်တဲ့ခဏန်းတစ်ခွက်ကိုကျွန်တော်တို့ကြည့်ပါနော်ဒုတိယဆိုင်မှာလည်းစနစ်ပရိတ်ခဏန်းတစ်ခွက်နောက်နှစ်ကိုလိုက်ထွက်တယ်သူကလည်း၅ထိတ်၂ခါလို့ဖြစ်ပြီးထွက်တယ်အဲ့ဒီ၂ခါက၂ထိတ်လို့တတ်တယ်နော်တတ်ပြီးတော့လည်းအဲ့ဒီ၂ပရိတ်ရဲ့တပွဲကြော်မှာထွက်တဲ့ခဏန်းကိုကျွန်တော်တို့ကြည့်ပါဒါဆိုရင်အခုဒီမှာနှစ်ပရိတ်ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်သွားတယ် ထွက်သွားတော့ရှေးရအဲဒီပရိနေထွက်တော့ရှေးရအတိုင်းမင်းသူက၅ရက်စီပုံသေးခန္ဓာသူ့ဘေးမှာ၃ခါ၄ခါပြီးတော့၁ခါလို့ခန္ဓာဒီ၁ခါဒီနောက်နှစ်သူ့ရဲ့မြင်းကုန်မှာတက်ထိတ်စီလို့ထည့်ခဲ့တာအဲကျွန်တော်တို့ကဒီပရိနေကတဲ့ဘွဲကျော်အခဏန်းကိုကျွန်တော်တို့ကြည့်မယ်အဲဒီပရိနေရဲ့တဲ့ဘွဲကျော်အခဏန်းက အကွက်ရွှေနဲ့ကစားတာကစားလို့မရဘူး။ तू อ่ะအဲ့မှာဘာဖြစ်နေတော့ဆိုတော့ဒီတုံညာနောက်ပိတ်ကနော်တုံညာခါလို့ဝင်ပြီတုံညာပါဝါငါးနောက်ပိတ်လို့သူထည့်နော်အဲ့လိုထည့်နေတော့ကျွန်တော်အမြင်ပေါ့လေနော်ဒုတိယအဆိုင်မှာလေဒီပရိသတ်နေတကန်နောက်နှစ်ကိုလိုက်ပေါက်တယ်နှစ်ခါကနှစ်ထည့်လို့ရတယ် အဲ့တော့ဒီတပွဲကြော်မှာထွက်တဲ့ခဏ၈အဲ့ဒီ၈ဒီခါလို့ဝင်နေ၈ပါပါ၃နောက်ပိတ်နော်အခုကျွန်တော်တို့ဒီမှာလဲ၈ကြီးနောက်ပိတ်တယ်၈ရဲ့ပါပါအဲ့ဒီ၈ဒီခါဝင်မယ်၈ပါပါ၃နောက်ပိတ်ထွက်တာအဲ့တော့အဲ့ဒီမှာထိတ်စည်းတစ်လုံးကနည်းနည်းလေးတော့သူကစကားပြောမယ်နော်ဒီ၃ညကအောက်မှာ၅၃ညအတွဲ အဲ့ဒီရှစ်ကအောက်မှာ၈၃အတွဲအဲ့ဒီရှစ်တည်လေသူ့ရဲ့အောက်မှာ83အတွဲတွဲမလားတွဲမယ်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ဖြည့်စီ၃လုံးကိုဒီ၃လုံးကိုအဲ့ဇောင်းပေါင်းရင်း၃လုံးကိုသူက၁၂နှစ်ထည့်လိုက်နော်သူကဒီမှာ၃တို့၂တို့၁တို့နဲ့သွားထားတာဦးအဲ့တော့ကျွန်တော်လည်းဒီမှာပေါ့ဒီမှာ၂တို့ နှစ်တို့သုံးတို့လေးတို့နဲ့ပြန်သွားကြည့်မယ်။ဇောင်းသုံးလုံးနှစ်ဇောင်းသုံးလုံးကသုံးဒီမှာကျွန်တော်တို့ဇောင်းသုံးလုံးလေးလို့ထည့်လိုက်ကိုထိတ်စီနော်အဲဇောင်းသုံးလုံးလေးလို့ထည့်ကိုထိတ်စီဆိုတော့ तू ကအဲ့ဒီမှာ6 8 3ဆိုတဲ့ခဏထွက်လာနော်အဲ့တော့မနေ့ကကျွန်တော်အောက်မှာ6 8 3မရှိဘူးလားဆရာလုံးနေတာမနေ့ကလည်း6 8 3ကိုပြတော့ပြလိုက်ပါတယ် အချိန်ခက်ကြီးတက်လာတဲ့ line ရယ်နော်အခုဒီ site ကတော့အာဒီယာမလို့ဘူး963เนาะဒဲပဲကြိုက်ရင်လေထိုးနောက်တစ်ချက်အဲ့ဒီမှာငားထိပ်စီကိုဘာလို့ကျွန်တော်ထည့်မလို့ဆိုတော့ तू ကတခုထိုးကြတာကဒီ၃ခါစီ၃ထိပ်လို့ရပြီအဲ့ဒီ၃ထိပ်နဲ့တစ်ထိပ်နဲ့ तू က၄လို့ဖြစ်သွားတာ၄ပြီးတော့ဒီ၄ထိပ်နဲ့၃ထိပ်နဲ့ကို तू က၅လို့ဖြစ်တာလား ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီတစ်ထိတ်နဲ့၅ထိတ်နဲ့မှာ6လို့ဖြစ်မှာဆို8 53ဆိုတဲ့ဘယ်နှဖြစ်သွားလဲနော်အဲ့ဒါမျိုးလေးဖြစ်သွားလို့ရတယ်နော်ဒါကြောင့်မို့သတိတော်ထားတကယ်လို့အပူးမှကြိုက်ပါတယ်ဆိုရင်တော့အ8 8 3ပြန်ထိုးပေါ့ဗျာနော်8 8 3လို့ပြန်ထိုးဒါပဲရှိတယ်အ8 8 3လို့မထိုးရင်3 8 3လို့ထိုးနော်3 8 3လို့ပြန်ထိုးပေါ့ဒါပဲရှိတယ်အပူးကတော့ကောင်းတယ်ဒီဘက် ရဟုတ်ပြီအဲ့ဒါကျွန်တော်ဟို63မန်းနေတဲ့ညီအတွက်နော်ဒူဆောင်ရင်းနဲ့ပါနော်ပြီးတော့ကျွန်တော်ဟိုဘက်ရက်တုန်းက66နှစ်မွေးစိုက်ပြထားတဲ့မှတ်မိကြတယ်မဟုတ်လားကြည့်ရတယ်မဟုတ်လားတုံးခွန်ခွန်တုံးခွန်ခွန်နောက်ပိတ်သုံးလုံးထောင်တဲ့ line မှာ66နှစ်ဒီနေ့တည်းကိုမွေးကနန်း size ဆိုပြီးကျွန်တော်ပြခဲ့တယ်လေမှတ်မိလားကြည့်ပြီးကြပါပြီမဟုတ်လား ပြတာကြပြီ3-4ရက်ရှိအေးကွာပိတ်လိုက်စမ်းပါစီမြန်းများနေသလားမသိဘူးဆက်ကြီးနှိုးပြီးတော့အဲ့ဒီကာသမားများတို့နိုင်ငံမှာစီရားလို့သူတို့ကဒီမှာအဲ့ဒါတော့မှကာဆက်နှိုးပြီးအဲဖွင့်ပြီးအဲ့ဘယ်လောက်များခဲ့ကျွန်တော်တို့အဲ့ဒီ ကျွန်တော်ပြောတဲ့66နှစ်ကဒီဘွဲမှာထွက်လို့ရဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဘရိတ်ကိုကိုလို့ရိုက်တယ်သူ့ဆောင်မှာခွန်ဘရိတ်တဲတယ်ပုံသေးเนาะနောက်တစ်ခါဒီမှာဘရိတ်ကို6လို့ရိုက်ကို6လို့ရိုက်တယ်သူ့ဆောင်မှာခွန်ဘရိတ်ပဲပုံသေးတယ်နောက်တစ်ခါဒီမှာကိုခွန်လို့ရိုက်တယ်သူ့ဆောင်မှာခွန်ဘရိတ်လို့ပဲပုံသေးတယ်เนาะတဲပြီးတယ်အဲ့ဒီခွန်ဘရိတ်ရဲ့ဆောင်မှာထွက်တဲ့ကနေကအတူ6နှစ်ကကနေ เนาะကျွန်တော်တို့ဒီ၃ညပြိတ်ပေးရကုန်เนาะခွန်ပြိတ်ဆောင်ထွက်ဒီလိုပဲဒီမှာလဲခွန်ပြိတ်ရဲ့ဆောင်မှာထွက်တဲ့ကနေသူ့ရှိနေကကနေကိုပြိတ်ရဲ့ပြိရကနေထွက်เนาะကိုပြိတ်ရဲ့ပြိရကနေထွက်အဲ့တော့ तू อ่ะနှစ်ပြိတ်ကနေလာထွက်တာဟုတ်ဒီမှာလဲ၃ပြိတ်ကနေလာထွက်တာသူ့ရှိနေကကနေဒါဆိုသူ့ရှိနေကကျွန်တော်တို့อ่ะဒီခွန်ပြိတ်ရဲ့ဆောင်မှာ သူ့ရှိနေက၄ပြိတ်ကနေဒီတစ်ခွက်တည်းရှိเนาะ အဲ့ဒီမှာသူကလည်းရှစ်ပြိတ်ဘေးမှာပေါက်ထားတဲ့ကဏ္ဍဖြစ်အဲ့တော့တုံညာပြိတ်ဘေးမှာနှစ်ပြိတ်ကဏ္ဍနောက်နှစ်ကိုပေါက်တယ်နော်တုံညာနှစ်တခါ၉၃ကိုပရိဘေးမှာ၃ပရိလို့ပေါက်တယ်အဲ့ကောင်နောက်နှစ်လိုက်တွက်တယ်နော်အဲတုံညာပရိဘေးကိုပရိဘေးအခု၈ပရိဘေးမှာထွက်ထားတဲ့၄ပရိကဏ္ဍကသူရဲ့နောက်နှစ်ကိုဒီခွန်ပရိရဲ့ဇောင်းမှာထွက်မယ်ဆိုရင်ဒီပွဲထွက်လို့ရတယ်နော်အဲအဲ့ဒီမှာ၄ပရိကဏ္ဍကို ကျွန်တော်ကဒီရှေ့တနေ့ကျော်ကဒီ၄၄၆ကိုလည်းကျွန်တော်စိတ်မချဘူးပေါ့ဒါကြောင့်မို့ကျွန်တော်ရေးထားတာဒီကောင်ကထွက်ခဲ့မဲ့ site တွေအများကြီးရှိပြီးတော့မလာသေးဘူးဖြစ်နေဒီဘွဲမှာအပူးနေဆိုရင်ဒီကောင်တွေလဲတည်ထားသူ့ဆောင်မှာကျွန်တော်တို့ကသူ့ရှေ့နှစ်ကကဏန်းတော့ဟုတ်တယ်ပေါ့နော်ဒီမှာတော့နှစ်ပရိတ်နဲ့ဒီမှာလဲသုံးပရိတ်နဲ့ဒီမှာလေးပရိတ်နဲ့ကိုသူ့ရှေ့နှစ်ကကဏန်းမဟုတ်ဘဲနဲ့တစ်နှစ်ကျော်ကဏန်းကြီးထည့်သွားမှကြောက်လို့ ပေမဲ့စိုက်အရာကတော့သူက၈ဗရိတ်ဘေးမှာထွက်တဲ့၄ဗရိတ်ကနေနောက်နှစ်ကိုလိုက်ပေါက်ဒီဘွဲမှာအပူခွာရှိတာနဲ့ဆိုရင်ဒါ၆၆နှစ်ဆိုတဲ့ကနေထည့်သွားလို့ရတယ်နော်အဲ့ဒီအတိုင်းပဲထည့်ထို၆၆နှစ်လို့ပဲထည့်ထိုနော်ဟုတ်ပြီအဲ့တော့ဒါတွေကကျွန်တော်စာထဲမှာရေးတဲ့ထဲမှာပါဘူးနော်ကိုယ့်ကိုခုနှစ်ဖြစ်ဒါကကျွန်တော်လူဆောင်ရင်းနဲ့တူလီမုတ်ဆလေးတွေလိုက်ပြတာအဲ့အဲ့တော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ခြံထားတဲ့တက်ဆိုင်ရှိတယ်အဲ့ဒါဒီပြမယ် ဒီ site ကတော့ကြိုက်လို့ကိုခြံထားတာအဲ့တော့ဒါလေးကအထောက်တော်တော်ကောင်းတယ်နော်တို့ဒီ9နောက်ပိတ်ကနေ3နှစ်ကျော်နော်3နှစ်ကျော်တဲ့မှာဗရိတ်9ဗရိတ်9ဆိုတဲ့ကနေဗရိတ်9ဆိုတဲ့ကနေအဲ့ဒီ9ဗရိတ်ဆိုတဲ့ကနန်းဒီခေါနောက်ပိတ်ဗရိတ်ဆက်ခုံလို့ရိုက်တဲ့ဆောင်းမှာထွက်တာခေါနောက်ပိတ်ဗရိတ်ဆက်ခုံလို့ရိုက်တဲ့ဆောင်းမှာ တခါသူ့ရဲ့အထက်ဆောင်မှာကဗရိတ်ရှစ်နောက်ပေါင်း6လို့ရိုက်ပြီးထွက်တယ်။နော်။ရှစ်ဗရိတ်နောက်ပေါင်း6လို့ရိုက်ပြီးမှ9ဗရိတ်ဆိုတဲ့ကနေတော့ထွက်တယ်။ဒါဆိုရင်ဒီ9နောက်ပိတ်ကနေ3နှစ်ကျော်မှာ9ဗရိတ်ဆိုတဲ့ကနေတော့ထွက်တယ်။ဒီမှာနော်။ဒီမှာ9ဗရိတ်ဒီ9ဗရိတ်ကိုယူ။အဲ့ဒီ9ဗရိတ်ကလည်း9နောက်ပိတ်ဗရိတ်9လို့ဖြစ်တယ်သူ့ရဲ့ဒီဆောင်မှာထွက်တယ်။ ခုနကတုန်းကရှစ်ပရိတ်နောက်ပေါင်း6ပြီးတော့ခွန်ပရိတ်နောက်ပေါင်း6လို့ရိုက်တဲ့အောက်ဆောင်မှာနော်ငါးပရိတ်ကနေတစ်ခွက်ထွက်အခုဒါဆိုရင်သူက10ပရိတ်ခွန်ပရိတ်ပြီးတော့6ပရိတ်နောက်ပေါင်း6ရဲ့ဆောင်းမှာငါးပရိတ်ဆိုတဲ့ကနေတစ်ခွက်ထွက်နော်ခွန်နောက်ပိတ်ပရိတ်ခွန်လို့ရိုက်ထားတဲ့ဆောင်းမှာငါးပရိတ်ကနေတစ်ခွက်ထွက်ဟုတ်ပြီအဲ့ဒီမှာပထမ ဒီခေါ်နောက်ပိတ်ဗရိတ်ခွန်ကြီးဇောင်းမှာထွက်တဲ့၅ဗရိတ်ကဏ္ဍကသူကနေရှိဦးနေ၄၆၈၁၀နှစ်မြောက်ထဲကအဲ့ဒီဗရိတ်ခွန်ရဲ့အောက်ဇောင်းကကဏ္ဍ၈တုံညာခွန်ဆိုတဲ့ကဏ္ဍလာထွက်တယ်နော်ဒါဆိုရင်တို့ဒုတိယကဒုတိယကမှာလည်းဒီလိုပဲဒီခေါ်နောက်ပိတ်ဗရိတ်ခွန်ကြီးဇောင်းမှာထွက်တဲ့၅ဗရိတ်ကဏ္ဍ၈၀နှစ်က၄ 6 8စေနှစ်မြောက်ကကနဒီဗရိတ်ခွန်ရဲ့အောက်ဆောင်ကကနအဲ့ဒီဗရိတ်ခွန်ရဲ့အောက်ဆောင်ကကနကခွန်နောက်ပိတ်ဗရိတ်ခွန်ရဲ့မြင်းကုန်မှာသူတွားထွက်တာနော်ဒါဆိုရင်အခုကျွန်တော်တို့ခွန်နောက်ပိတ်ဗရိတ်ခွန်ရဲ့ဆောင်မှာထွက်မယ်ကနအရှိစေနှစ်2 4 6 8 10နှစ်မြောက်ကဗရိတ်ဆက်ခွန်ရဲ့အောက်ဆောင်ကကနငါဗရိတ်ကနဖြစ်ကမှာနော် အဲ့ဒီမှာဒီကဏ္ဍသည်ဗရိတ်ခွန်ရဲ့ဇောင်းကဏ္ဍတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာ၅ဗရိတ်က2 5 6 90နှစ်ကွက်တည်းရှိတာ2 5 6 90နှစ်ကွက်တည်းရှိတာ၅ဗရိတ်နော်၅ဗရိတ်ကဏ္ဍကမရှိဘူးဩဒီမှာ4 3 8ရှိတယ်နော်အဲ4 3 8လဲကျွန်တော်မနေ့ကထည့်တော့ထည့်ပြီးလားခုနကကျွန်တော်ပြောတဲ့63နောက်တွဲဟို438ကြီးလဲထွက်နေအောင်မယ် ဟို9နှစ်ရှစ်ဒီ3ခွက်ကျွန်တော်ထည့်ထားတယ်အဲ့ဒီထဲမှာကျွန်တော်ပြောသလိုခွန်ဗရိတ်ရဲ့အောက်ဆောင်ခန်းတန်းဆို960တကွက်တည်းထည့်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကစိတ်ချရအောင်9ဗရိတ်ခန်းတန်းက25ရှစ်ရှိတယ်960ရှိတယ်43ရှစ်ရှိတယ်နော်ဒါလေးတွေသတိထားအဲ့တော့ခုနကဒီ site မျိုးတွေနော်သူရှိနေကခန်းတန်းလာထွက်မယ်ကျွန်တော်ပြောသလို10ဗရိတ်ရဲ့ဘေးက4ဗရိတ်ခန်းတန်း662ကိုမထွက်ဖဲနဲ့ဒီအောက်က43ချစ်ကြီးလာထည့်သွားလို့လုပ်မှာ ဲဒါမျိုးတွေလည်းလှည့်သွားလို့ရတယ်အဲ့တော့ तू ကအဲ့ဒီမှာစုံချက်တွေနဲ့ငါးပရိတ်တွေအဲ့ तू က तू ကနဲ့ तू ကတော့ကောင်းနေတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေတတိထားဗောကျွန်တော်ဟိုရက်ကတည်းပြခဲ့တယ်ခုနောက်ပိတ်ပေးရငါးပရိတ်ကနန်းဘဝနေ့ကကျွန်တော်ပြရခွန်တော့ဘိတ်ပြရငါပြိတ်ကနေတကွလိုက်ထွက် အဲ့ဒီထဲမှာလည်း9နှစ်ချစ်လာပါနေသလားလို့อืม9နှစ်ရှိကဒီဘက်မှာဟောဒီမှာอืมဟောဒါဟိုနေ့ကကျွန်တော်ပြတဲ့ဒီခွန်နောက်ပိတ်ဘေးက9ပရိက္ခဏန်လိုက်ပို့လို့ဒါပေမဲ့အဲ့ဒီထဲမှာ9ပရိက္ခဏန်9နှစ်ရှိနဲ့99 9နှစ်ကွက်ရှိအခုလဲဒီမှာသူက690နဲ့9နှစ်ရှိလာဆုံးနေဒီ9နှစ်ရှိကဘုံဘိုးသွားတူနေเนาะအဲ့ဒီလဲတတိထားကျွန်တော်ဒီမှာထည့်တော့ရေးပြီးထားတယ်เนาะ ီကနေ့မျိုးဆိုရင်ငားထိတ်စီးနဲ့ပို့ထိုးသိမ့်တယ်နော်တို့ဒီငားရှစ်နှစ်လို့ပို့ထိုးသိမ့်တယ်ဒီလိုမျိုးကတော့သိမ့်မကြိုက်ဘူးနော်ဒီလိုမျိုးနောက်ပေါင်း30နဲ့ပို့ကြိုက်တယ်ဒီကနေ့မျိုးကအဲ့အဲ့ဒါလေးကျွန်တော်လာပြောတာအဲ့ဒီမှာ665နှစ်7 438နော်ဟမ်618 ဲမှာလည်း၆တိရှိခွန်ဘရိတ်အောက်ဆောင်ဟုတ်သားပဲ။အော်ဒီ၅ဘရိတ်ကိုမတွေ့ဘူးကြာ။ဒီမှာဟုတ်သားပဲခွန်ဘရိတ်အောက်ဆောင်။နော်။ထိုးရင်မကြိုက်ရင်ထိုးပေါ့နော်။ရှေ့တွဲနက်ခတ်တွေလည်းရှိတယ်ဟုတ်တယ်ဒီကောင်နေနော်။ဒီကောင်ထိုးရင်တစ်ထိတ်နေတာထည့်ထိုး။တစ်ချစ်၆လို့ထည့်နော်။ကြီးလိုက်ပါဦး။တစ်ချစ်၆တယ်ငါပရိခွန်ပရိအောက်ဆောင်ကနန်းဆိုဟုတ်တယ်เนาะ อืมဒီကောင်းကိုကျွန်တော်မတွေ့ဘူးအခုမှတွေ့တယ် ောက်ကမန်းလိုက်လို့၄၃၈နော်၆၉၀တော့ပေါ်ပါပြီအဲ့၄၃၈ဒီဟို၄၃၈လို့ပြန်မရိုက်ဘူးထင်တာပဲရိုက်ရင်အဲ့၈၁၆၈၂၅၉၆၀အဲ့၃ခွက်ရှိတယ်ငါးပရိတ်နဲ့နော်အဲကြိုက်တဲ့ဟာရွေးထုတ်သူက၁၀နှစ်မြောက်ကခဏန်းလာပေါက်ဖို့ရှိတယ်အဲ့စေနေမြောက်ကကဏ္ဍနဲ့ကငါးပရိတ်နဲ့အပူကဏ္ဍကြတော့လည်းမရှိပြန်ဘူးနော်။အဲအပူကဏ္ဍကတော့ကျွန်တော်တို့ ဒီဘွဲမှာတော့ကျွန်တော်ဒါမျိုးတွေနဲ့ကစားပြခဲ့ပြပါတယ်နှစ်နှစ်ခွန်တော့ကနေနော်ဒါကျွန်တော်တို့ဒါအပူတွေအကြိမ်ခိုက်စင်းတာရှေးဘူးကြီးစင်းတာရှေးဘူးတွေရှေးဘူးတွေနော်ဒီမှာလည်းရှေးဘူးပူဖို့မလားပေါ့ရှေးဘူးပူမယ်ဆိုရင် तू ကဒီခွန်ခွန်ရှစ်ခွန်ကိုးခွန်ဆိုရင်ကျွန်တော်တို့ကိုးထည့်ကြီးောက်ထဲလိုက်အောင်မယ်နေစရှိရင်ငါးလငလင်းလောက်တာရှိသေးတယ် အဲ့ဒီခွန်ခွန်နေရှစ်ခွန်နေကိုးခွန်နေတစ်ထည့်ချသွားပြီတော့ဒီဘက်ကဆင်းလာတဲ့ကျွန်တော်တို့ရှေ့ဘူးရှေ့ဘူးရှေ့ဘူးเนาะချိတ်အဘူးချိတ်အဘူးတွေထည့်သွားရင်ဘယ်လိုဟုတ်လားဒါမျိုးတွေလည်းရှိသေးတယ်ပြောလို့ပဲရဒီအောက်ဆောင်ကတက်လာတဲ့ကျွန်တော်တို့လေးထိတ်ဆောင်မှာအဘူးအဲလေးပိတ်ဆောင်เนาะ၃ပိတ်ဆောင်အခုနှစ်အပိတ်ရဲ့ဆောင်เนาะဒီမှာဒီမှာဆိုရင်ခွန်နောက်ပိတ်တွေနေကြည့်ဘူးတယ် ဲ့လိုမျိုးတွေလည်းဖြစ်သွားလို့ရတယ်။အဲ့တော့ကျွန်တော်အဲ့ဒီ99ခွန်ကိုပဲထည့်တာ၅ပရိတ်နဲ့90ခွန်နောက်တွဲနဲ့အဲ့ဒီနှစ်ဥမာရှေ့ဘူးပူထားတာဒီမှာတခတ်ရှိနှစ်ဥမာဒီမှာရှေ့ဘူးပူထားတယ်နော်အဲ့ဒီရှေ့ဘူးပူတဲ့နှစ်ထဲမှာအဲ့ဒီ99ခွန်ဆိုတဲ့ကနေလိုက်ထွက်တယ်နော်အဲ့သူကနေရှေ့ဘူးလက်ကြည့်ရှေ့နှလုံးပူးနေတာဒီမှာရှေ့နှလုံးပူးနေတယ် အဲ့ဒီနှစ်ထဲမှာလိုက်ကြည့်နော်ကိုကိုခွန်ဆိုတဲ့ကဏ္ဍထွက်တယ်တခါသူကနေကျွန်တော်တို့ရှေ့နှလုံးပူးနေတာလိုက်ကြည့်ရှေ့နှလုံးပူးနေတာဒီမှာရှေ့နှလုံးပူးတယ်နော်အဲ့ဒီနှစ်ထဲမှာလိုက်ကြည့်ဒီမှာကိုကိုခွန်တဲထွက်တယ်နော်အဲ့တော့ဒီရှေ့ပူးထွက်တာနဲ့ကိုကိုခွန်ထွက်သလားဒီရှေ့ပူးထွက်တာနဲ့ကိုကိုခွန်ထွက်တာလားဒါဆိုဒီမှာရှေ့ပူးထွက်တာလို့ဒီနှစ်ထဲမှာလဲကိုကိုခွန်ကြီးကထွက်တယ် အခုရှေ့ဘူးဘူးပြန်ဒီကနေ့ထွက်အောင်မလားနော်ငါပရိနေအပူခွားနေဆိုဒီကနေ့လှုပ်လို့မရဘူးနော်နော်မကြိုက်တော့မှကျွန်တော်မိတ်ဆွေတွေမကြိုက်တော့မှတထောင်ဘူးလောက်တော့ထိုးသင့်တယ်နော်ကိုကိုခွန်ခြေပေါင်း6လဲကြည့်တယ်နော်ဒါမှမဟုတ်ကိုခွန်ကိုလို့လဲထဲ့တင်ထဲ့ဘလို့ဆိုဥနာရှေ့တနစ်ကြော်ကနန်းဒဲလာပေါက်တယ်ဆိုသူကပြောနေလို့အဲသူရှေ့နစ်ကကနန်းဒဲပေါက်ကိုပြောနေလို့ ရှင်းနှစ်ကဏ္ဍလားအဲတနည်းကျော်ကဏ္ဍလားသူပြောတော့ပြောတယ်ကျွန်တော်နော်မိနစ်ကကဏ္ဍကြီးတော့ကြဒဲလာပေါက်နေအောင်မခုနကလည်းကျွန်တော်ပြရတယ်လေဒီပွဲမှာမိနစ်ကကဏ္ဍရှိတယ်ဆိုတာဒီ site ကနော်ဒါဒီ site ကကွန်ပရိတ်ဆောင်မှာသူ့ရှင်းနှစ်ကကဏ္ဍကိုဒီကဏ္ဍမထည့်ပဲဒီကဏ္ဍထည့်သွားပြီလို့ဟုတ်လားအပူခွားကြီးရှိနေတာကျွန်တော်တို့ကဘယ်ဟာမှမသိသေးတော့မထွက်ခင်ကတော့စံတော်ဝါဝါသူ့လိုလိုငါလိုလိုနော်ထွက်ပြီးသွားရင်တော့ đà bé quá chắc là nó cắt chạy để lưu được rồi, rồi mà còn cháu sẽ thoát, nó thì mà lấy còn cháu sẽ bắt lấy thoát. ဲ့ဒီ860ပတ်လေတွေကနေပြီးတော့ကျွန်တော်တို့အကြိမ်ခိုက်ပြေးတက်သွားလိုက်အကြိမ်ခိုက်ပြေးတက်သွားလိုက်438 690အထက်အဲ့ဒီ960ကအကြိမ်ခိုက်960နဲ့အကြိမ်ခိုက်မှာထွက်ထားတဲ့ခဏ438နဲ့690အဲ့ဒီ438ကသူကနေ၄နှစ်ကျော်မှာ900နဲ့အကြိမ်ခိုက်မှာထွက်တယ်နော်သူကနေ၄နှစ်ကျော်လိုက်ဒီ438က900နဲ့အကြိမ်ခိုက်မှာထွက် အဲ့ဒီ6300ရခွန်နဲ့အချိန်ခဲမှာရှိတယ်960ရတယ်၄နှစ်ကျော်လိုက်နော်၄နှစ်ကျော်လိုက်ဟဲ့900နဲ့အချိန်ခဲမှာသွားထွက်တယ်690 900နဲ့690ဒီမှာ900နဲ့438နော်အဲ့တခါဒီ960 438 960 690 960နဲ့ကွက်တူတယ်438နဲ့690တူတယ် တခါဒီမှာ902ကွက်တူတယ်သူတို့နဲ့အချိန်ကိုင်းမှာ4 3ချင်းနဲ့690တူတယ်နော်ဒါတွေကနှစ်ကစီးကိုကနန်းထောင်းနဲ့ပဲကျွန်တော်ရှင်းအောင်ဆွဲချပြတယ်အဲ့ဒါဆိုရင်အဲ့ဒီ4 3ချင်းနဲ့690ကနောက်ထပ်တစ်ခေါက်ပဲမှာသွားထွက်တုံးဆိုတော့လေးတရှိရဲ့အောက်ဆောင်မှာသွားထွက်နော်အဲ့ဒီမှာလေးတရှိရဲ့အောက်ဆောင်မှာလာထွက်မှာ690နဲ့4 3ချင်းငါးပရိက္ခဏနဲ့ကြည့် လေးတရှိရဲ့အောက်ဆောင်ပါဒါအကြိမ်ကြီးကြိုက်တယ်ပဲကိုယ့်အကူပြန်ရည်ကြည့်ကျွန်တော်ပြောတဲ့အတိုင်ခွန်60နဲ့အကြိမ်ကြိုက်ကခန္ဓာဒီခွန်60နဲ့အကြိမ်ကြိုက်ကခန္ဓာ၄နှစ်ကျော်မှသွားထွက်ဒီခန္ဓာ၄နှစ်ကျော်မှသွားထွက်ထွက်ပြီးရင်အဲ့ကောင်တွေရဒီဘက်ကိုတခါ10နှစ်ပြီးပေါက်မှာဒီကောင်လည်းဒီဘက်ကို10နှစ်ပြီးပေါက်တော့အဲ့၄တရှိအောက်ဆောင်နေမှာပေါက်တော့အဲ့၄တရှိရဲ့အောက်ဆောင်နေမှာပေါက်ချော့တော့မတွက်လိုက်နဲ့နော်ချော့တော့မတွက်လိုက်နဲ့အဲ့သူက ဖြစ်သွားလို့ရတယ်ဟုတ်ပြီလားကဲဒီလောက်ပါပဲအဲ့ဒီ9 8 3ကျွန်တော်ညတိုင်းမန်းနေတယ်အဲ့ဒါလေးဒဲလာပြအဲ့ကောင်နာမြူထိုးရင်ဒဲထိုးရှစ်ထိတ်နဲ့မထိုးနဲ့ရှစ်ငါးနှစ်ဆိုတဲ့ကနန်းကနမ်းမျိုးဒီကနမ်းမျိုးเนาะငါးထိတ်နဲ့ပြောင်းထုတ် ိုကို73ဒီကနန်းမျိုးကိုနှစ်အဲငါးထိတ်နဲ့ပြောင်းထိုးနော်၈ထိတ်တို့နှစ်ထိတ်တို့နဲ့ဒီကနန်းထိုးလို့မရတော့ဘူးဒီကနန်းကိုငါးထိတ်နဲ့ပြောင်းထိုးဟာ၈နှစ်လို့ထိုးအဲ့လိုပဲရတော့ကျွန်တော်မှထိတ်စည်းရဒီကောင်းနေဒီလိုနှစ်ထိတ်နဲ့ထိုးလို့မရဘူး နှစ်ထိတ်နဲ့ထိုးခြင်းရင်ဒီလိုထိုးမှရတာတည်းရှိတယ်စိုက်တည်းရှိတယ်ပြောပြလို့မရလို့ပြောတာပြောပြလို့မရလို့မပြောတာပြောရင်တော့じゃနောက်ကသူများကောက်စားသွားမယ်လွယ်လွန်ကြီးတယ်စိုက်တယ်အဲ့ချစ်ထိတ်ကလည်းအဲ့ဒီပုံစံနဲ့ထိုးမရဘူး 6ဒီနေ့ကြောင်းပါဒီကနန်းထိုးမရဘူးဒီတိုင်းကိုထိုးမရဒီကနန်းထိုးမရဘူးတဲ့ဘောက5 6နှစ်လို့ပဲသူကထိုးလို့ရဒီကနန်းမျိုးကဟိုနေပါစေတော့ဗျာเนาะတော်ကြပြောမရဘူးပြီးခဲ့တဲ့ဘွဲလည်းတုံးထိတ်မရှိဘူးမရှိဘူးမကြိုက်ဘူးနဲ့တုံးထိတ်ကြီးထွက်လာအခုလည်းအဲ့လိုဖြစ်နေမှာကြောက်လို့အပြတ်တော့ ကဲအားလုံးပဲကံကောင်းကြပါစေနော်ဘွားကိုဖြည်းဖြည်းလေးပြန်ကြည့်ကြပါ